လာမယ့်တောက်ကြနေ့မှာကျင်းပမယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု180ပြည့်ဆင်အောင်ပွဲနေ့အခမ်းအနားကိုတက်ရောက်မယ်ပြည်ပကိုယ်စားလှယ်အဖွဲ့ရဲ့လုံခြုံရေးကို ယူကရိန်းအစိုးရကအာမမခံဘူးလို့တမရဇလန်စကီးကပြောကြားလိုက်ပါတယ်။မေလ9ရက်မှာရုရှားကိုတွားရောက်မဲ့တိုင်းပြည်အလုံးအတွက်ကျွန်တော်တို့ရဲ့ယက်တီချက်ကရှင်းပါတယ်။ရုရှားပိုင်နယ်အတွင်းမှာဖြစ်ပျက်တာတွေအတွက်ကျွန်တော်တို့တာဝန်မယူပါဘူးလို့သူကသတင်းထောက်တွေကိုပြောပါတယ်။မိရှုံမှုနဲ့ဘုံကျဲမှုတွေအပါအဝင် ရုရှားနိုင်ငံကရန်စားမှုတွေကိုယူကရိန်းနိုင်ငံပေါ်အပြစ်ဖို့ချနိုင်တယ်လို့၎င်းကသတိပေးပါတယ်မော်စကိုမြို့တော်မှာမေလ9ရက်နေ့မှာပြုလုပ်မဲ့ဆိုဗီယက်ပြည်ထောင်စုနဲ့မဟာမိတ်တွေက နာဇီဂျာမနီပေါ်အောင်မွေးရခန်းနာကိုတရုတ်သမ္မတရှီကျင်းဖြစ်နဲ့ဘရာဇီးသမ္မတလူးဝစ်လူလာဒါဆေးဘောလ်တို့လည်းတက်ရောက်မယ်လို့သိရပါတယ်ဇလန်စကီးရဲ့ပြောကြားချက်ဟာစကလုံးရန်စားမှုလို့ ရုရှားလုံခြုံရေးကောင်စီဒုဥက္ကဋ္ဌနဲ့တမရဟောင်းဒီမီထရီမက်ဗီဒက်ဖ်ကလူမှုကွန်ရက် Telegram မှာရေးသားခဲ့ပါတယ်။ရင်းမြစ်နီအောင်ပွဲမတိုင်မီမေလာရှိရကစတင်ပြီးတစ်ဖက်သက်၃ရက်ကြာအပြစ်ခတ်ရစဲကြောင်းရုရှားတမရဗလာဒီမာပူတင်ကကြေညာခဲ့ပါတယ်။ပူတင်ရဲ့ကြေညာချက်ကိုယူကရိန်းနိုင်ငံကပယ်ချခဲ့ပြီးရက်30အပြစ်ခတ်ရစဲဖို့တောင်းဆိုလိုက်ပါတယ်။ချီမင်းနိုင်ငံတွင်းကပြစ်ခတ်လိုက်တဲ့ဒုံးကျည်တစဉ် ဘင်ဂူရီယွန်လေးစိတ်အနီးကျရောက်ခဲ့လို့လူချဦးတန်ရရရှိခဲ့တယ်လို့အစ္စရေးစစ်တပ်ကတင်းငွေတွေနေ့မှာပြောပါရယ်ဒုံးကျည်တိုက်ခိုက်မှုကိုလုံဆောင်ခဲ့တယ်လို့ဂျီမင်နိုင်ငံရှိအီရန်ကြောထောက်နောက်ခံပြုဟူတီတပုံတွေကပြောပါရယ်ဒုံးကျည်ကိုဂျားဖြန့်ဟန်တားဖို့စူးစမ်းခဲ့ပေမဲ့တဲလ်အဗစ်မျိုးတော်အနီးရှိအပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းကျင်မှာကြာရောက်သွားခဲ့တယ်လို့အစ္စရေးစစ်တပ်ကဆိုပါတယ် လေစိမ့်မှာလေရင်တွေပြန်တက်တာစင်သက်တာတွေကိုခဏတာရပ်ဆိုင်ခဲ့တယ်လို့ဒေသန္တရမီဒီယာတွေက ဖော်ပြပါရယ်အစ္စရေးတပ်ဖွဲ့ကဂါဇာကမ်းမြောင်ဒေသမှာဟာမတ်အဖွဲ့ကိုတိုက်ခိုက်တာတွေဆက်လက်ပြုလုပ်စဉ်အခုလိုဒုံးကျည်တိုက်ခိုက်မှုဖြစ်လာခဲ့တာပါဟူဒီအဖွဲ့ကဟာမတ်အဖွဲ့နဲ့တသားတည်းရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးမကြာခဏဆိုသလိုအစ္စရေးနိုင်ငံကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပါရယ်ဟူဒီအဖွဲ့ကကြေညာချက်တည်းထုတ်ပြန်ပြီး ဣသရေလစိတ်ကိုအသုံးပြုရာရပ်တန့်ဖို့လေကြောင်းလိုင်းအလုံးကိုသတိပေးခဲ့ပါတယ်။ဒေတာရင်းတင်းမာမှုတွေထက်မှန်မြင့်တက်လာမှာကိုစိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်။ကျွန်တော်တို့ကိုအနယ်ပေးသူတိုင်းမှာခုနှစထိခိုက်နစ်နာမှာဖြစ်ပါတယ်လို့ဣသရေကာကွယ်ဝင်ကြီးဣသရေကတ်ကပြောကြားခဲ့လို့